ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းချောင်းမြုံနယ်မှာမိသားစုတစုတည်းကတားနှစ်ယောက်ဟာစစ်သားစုဆောင်ခံထားရရုံသားမကဖခင်ဖြစ်သူကိုပါထောက်နိုင်ပြီးတော့စစ်သားစုဆောင်လို့မိသားစုမှာအခက်အခဲကြုံနေရတယ်လို့အမျိုးသမီးတို့ကလူမှုကွန်ရက်ပေါ်မှာရင်းဖွင့်ပြောပြလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသမီးကအမီနေထိုင်ရာနေရာနဲ့ဖြစ်စဉ်ဖြစ်တဲ့အခြေအနေကိုပြောပြထားတာမရှိပေမယ့်ကျောင်းနေအွယ်မင်းကလေးငယ်၃ဦးကိုပြသပြီးတော့ တားနေအောင်လေကလင်းငယ်ရဲ့ဖခင်တို့စစ်သားစုဆောင်ခံရပုံကိုပြန်လည်ပြောပြထားပါတယ်။တားနေအောင်ဟာစစ်သားစုဆောင်ခံရတာနှစ်နှစ်ပြည့်ကနေအချိန်မှာဖခင်ဖြစ်သူကိုစစ်ခွေးတကထပ်မံပြီးတော့စစ်သားစုဆောင်ခြင်းခံလိုက်ရတယ်လို့ပြောဆိုထားတာကိုတွေ့ရပါတယ်။မကြည့်ပါဘူးကျွန်မသမီးလေးတွေ။သုံးဟောက်တလုံးကျောင်းသားလေးတွေ။ဒီကျောင်းသားလေးတွေနဲ့ကျွန်မဘယ်လိုလုပ်စားမလဲ။ဖေကိုလည်းခေါ်သွားတယ်။တားနှစ်ယောက်ကိုလည်းခေါ်သွားတားနှစ်ယောက်ကနှစ်နှစ်ပြည့်တော့ အားလက်ကလေးဆိုရင်စေယုံမှာစေယုံတက်နေရတယ်ခုနှစ်လရှိသေးအခုတားအကြီးလေးဆိုလဲရှေ့တန်းဝင်သွားနေရတယ်နှစ်နှစ်ပြည့်တော့မှတားနှစ်ယောက်တလို့အဲ့ဒါအခုဖေရမပုံနေလဲဖို့ဆိုပြီးတော့၆ခုသွားလိုက်တာမပုံနေရုံအဝါလေးမှတင်တန်းဆွဲကားပေါ်နေအတင်းဆွဲစားတာကျမလိုက်သွားတော့ကျမတို့တန်တ်တွေနဲ့ထုမယ်ထောက်မယ်တကယ်ကဲနဲ့ ားတွေနဲ့ဖိအင်းနဲ့တွဲရိုက်ထားတဲ့စစ်တပ်ပုံတွေပြလဲမရဘူး။အိမ်အောင်စုစရာတွေပြလဲမရဘူး။ခြေတလုံးဖတ်လဲမရဘူး။တက်မရိုက်မယ်တကယ်ကနေအတင်းမောင်းလို့တယ်ဆွဲအတင်းတွန်းလို့တယ် စစ်ကောင်စီတပ်ဟာနိုင်ငံတော်အားမှာစစ်သားစုဆောင်မှုတွေကိုနီလန်းမျိုးစုံနဲ့ပြုလုပ်နေတာဖြစ်ပြီးတော့ဆောင်းရုံထဲမှာလည်းလမ်းမတွေပေါ်မှာကားတွေနဲ့လိုက်ဆွဲတာနေအိမ်တွေထိကိုဝင်ရောက်ပြီးတော့ဖမ်းဆီးတာခရီးသည်တင်ကားတွေပေါ်ကနေလူငယ်တွေကိုဖမ်းဆီးတာစတဲ့ပုံစံမျိုးစုံနဲ့စစ်သားစုဆောင်နေတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။ဒါအပြင်စစ်ခွေးတန်းရဲ့ပြူစောထီးတွေဟာစစ်သားစုဆောင်တာအပြင်လူဖမ်းဆီးပြီးတော့မိသားစုဝင်တွေစီကနေပြီးတော့လေငွေငစ်ဓာတ်တွေကိုလည်းပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။